ောင်389မှာမရဏအိမ်ကိုလည်းလာတည်တယ်အတာလည်းစားတဲ့ဗုဒ္ဓဖူးရောက်တာသမီးမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ကံအရှင်တွေဘလို့ရှိကြလဲနောင်25ခုနှစ်ကိုမကြခင်ဆရာတို့နှစ်ကိုလာကစားတယ်လာကိုရက်ကစားတယ်ရက်ကိုနိုင်ကစားတယ်နိုင်ကိုမိနစ်မိနစ်ကိုစက္ကန့်ဟောအသူရနေမင်းကြီးကရောင်ကြီးထောင်လင်းဆောင်တယ်အသူရနေမင်းကြီးအရှိဘက်ကနေပြီးတော့အနောက်ဖက်ယွန်းယွန်းရက်ကြီးဥတည်ပြီးတော့နေ့စဉ်တော့ခုံမောင်းသွားတာပေါ့မကြခင်ဆိုဆရာတို့ပြက်ခရင်တစ်ခုရဲ့ ကလကာတစ်ခုကိုဖြုတ်လို့ခရစ်တော်ကိုဆွဲပြီးရေးဆွဲထားတယ်ပြက်ကလေးတစ်ခုနောက်တစ်ခုကိုတတ်တော့မယ်ဆိုတော့ဒါဒီတင်စားပြောနေလဲအကုန်မှာတော့မဟုတ်ဘူးအဲဆရာကတော်ကြီးကျဲကျဲပြောနေလို့မကုန်မှာမဟုတ်ဘူးအဲ့တော့ဘုတ်တစ်ခုရအောင်တာသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ကံရှင်တွေဘယ်လိုရှိခဲ့သလဲကောင်းရောကောင်းမဲ့ထင်ခဲ့သလားကောင်းနေဆိုရင်တော့မိတ်ဆွေဟာတော်တော်ကိုထူးထူးဆန်းဆန်းဖြစ်ခဲ့တဲ့ သူမျိုးဖြစ်ပါလိမ့်မယ်အဲ့တော့ဗိုလ်တပည့်ရအောင်တာသမီးမိတ်ဆွေများကောင်းတဲ့သူများပါရင်လည်းဆရာကိုမှန်ပေးကြပါအောင်ကံဆရာရဲ့အရှင်ကြီးကတာမန်တိုင်းမဲ့ဆိုတဲ့မိတ်ဆွေများပါရင်လည်းဆရာကိုမှန်ပေးကြပါအောင်ဒါနဲ့စကားမဆက်2026ခုနှစ်အတွက်တနစ်စာဟောစရံတွေကိုဆရာငင်နားမှာအကျိုးတင်စီးရင်တော့ပေးထားဖို့လိုအပ်ပါတယ်ထုံးစံတိုင်းပါပဲခင်ဗျာမနစ်ကဆရာအဲစရင်တော့ကြိုတင်ပေးရမယ်လူတိုင်းတော့မရနိုင်ဘူး မနစ်ကလည်းအကုန်မရဘူးထင်တယ်မနစ်ကမရတဲ့မိတ်ဆွေကတော့ဆရာကျွန်မကျွန်တော်မနစ်ကမရလို့ပါမနစ်ကမပါတယ်ဆိုတော့မိတ်ဆွေများအတွက်ကျွန်တော်ဒီနှစ်တိတန်တေချာလေးတော့ပို့ပြီးတော့အချိန်အားပြုရေးပေးထားပါမယ်တို့တော့ဆရာလည်း25ခုနှစ်ကဟို ဟိုဟိုလှုပ်လှုပ်ချက်ချပြောင်းပြောင်းလည်းဖြစ်ခဲ့တယ်မန္တလေးရောတောင်ကြီးရောဆိုတော့အခုတော့ဆရာနေပြီးတော့ရောက်နေတာဆိုတော့လက်ကွင်းပြင်ကြီးမှာဆိုတော့ကောင်းပြီဆိုတော့အဲ့တော့တနစ်စာခေါ်စတဲ့ကတော့မနစ်ကအတိုင်းပါပဲကုန်စည်နှုန်းတွေဈေးတက်ပြီမှာ9000ကျပ်ပါပဲခင်ဗျာဒါပေမဲ့ဆရာကတူးချင်းစီကိုတရားရေးပြတာဖြစ်တဲ့ပြင်လာလိုက်ခေါ်စတဲ့နေလည်းပါတယ်ပြင်အခြားရေတွေလည်းပါတယ်ပြင်ဆရာငယ်လက်ဆွဲအိတ်လိုကိုလေးတွေနဲ့တချို့ကလည်းတန်ပြီးလို့ပြောကြတယ်ထားပါလေဆရာဒါတွေကိုအမှားရယူလို့ရကြောင်းနဲ့ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတချောက်ဝါ Telegram မှာပြောရင်ကဲဗုဒ္ဓဘုရားဦးသားသမီးမိတ်ဆွေများ2025ခုနှစ်ကိုတုံးတက်ပြီး2026မှာဘာတွေပြ စဉ်တင်လဲစတင်လိုက်ရအောင်။လဆက်ငါးခုနှစ်ကတော့ Harness ဘော့တာတော့ကတ်မှာဆိုရင်တော့ကိုကနဟာလာ2025ပေါင်းလိုက်ရင်ပေါင်းရင်းနံပါတ်9ရတယ်။9ရတယ်ဆိုတော့ကိုကနရရှိတဲ့မိတ်ဆွေတို့ဗုဒ္ဓဘုရားဥဒသမီမိတ်ဆွေများတေချာပါတယ်ဒီတစ်နှစ်ကတော့ဘာဖို့မဆိုစိတ်ပန်းလူပန်းစိတ်မောလူမော ဖြစ်ခဲ့မှာတော့အတိအကျပဲဖြစ်တယ်။ဒါအပြင်အစမဟုတ်မလို့လို့ ਨੇ အဆုံးသက်ကြတော့ဝါထထဖြစ်သွားတာမျိုးငွေကြီးကိစ္စနဲ့ပတ်သက်ရင်လည်းလက်ထဲမှာဝင်လာရင်မမြဲတာမျိုးလေးတွေဟိုနားဝင်ဒီဘက်ကထွက်လိုက်ဒီနားဝင်ဟိုဘက်ကထွက်လိုက်နေအင်းအောင်ရေးကိစ္စသားရေးကိစ္စသမီးရေးကိစ္စမိသားစုရေးကိစ္စအတွင်တွင်နဲ့ကိုမိတ်ဆွေတို့အဖက်တင်နေ ကံကလက်ရှိမှာအသက်ရှူလို့ရလောက်တဲ့အခြေအနေတခုလောက်တော့ကျင်းသေးတယ်ရရှိမယ်တိထက်တော့ပို့မယ်လို့ကျွန်တော်မထင်ပါဘူးသို့တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာကတော့အသေးချာပဲဖြစ်ပြီးတော့အဲမျောလင့်ထားသလိုမှန်းကျန်တဲ့နှံ့ထွက်မကိုက်တာမျိုးလေးတွေလည်းအများကြီးကြုံခဲ့မဲ့ကာလဖြစ်ပြီးတော့အဲမိတ်ဆွေစရဲ့အပေါင်းအသင်းစစ်တွေကိုရရှိပြီးတော့အဖက်တင်တာဆိုရင်တော့မိတ်ဆွေဟောင်း ကိုနာမနေပြီးတော့ကိုကိုတချိန်လုံးကောင်းမယ်လို့ထင်ခဲ့တဲ့မိတ်ဆွေများအတွက်ကတော့အပြောင်းလဲတဲ့ကံရဲ့စက်ညစ်ပတ်တွေရရှိပြီးတော့နောက်ကျောကိုဒါနဲ့ထိုးခံရတာမျိုးတွေလူယုံတတ်တာမျိုးလေးတွေအော်ကိုကလွဲရင်လောကမှာဘုဒ္ဓကိုမှမယုံပါဘူးလားဆိုတဲ့စိတ်တွေတော့များစွာဝင်နေမနှစ်ဖြစ်ပါတယ်ငွေကြီးကိစ္စလက်လွန်ထားတဲ့ကိစ္စအပြောင်းလဲလေးတွေဖြစ်လာခဲ့မယ် အပေါင်းသင်းမိတ်ဆွေကိစ္စလေးတွေမှာလည်းလူယုံတက်တာမျိုးလေးတွေလူတွေနဲ့တောင်ထိတွေ့ရမှာကြောက်နေတတဲနှစ်ဖြစ်ခဲ့မှာတော့အကြည်ကြပဲဖြစ်တယ်တိုးတော့ထားခဲ့လိုက်တော့2025မှာမိတ်ဆွေတို့2025ကိုပြန်ကြည့်ရရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဟိုနေရာလဲကိုပါခဲ့ရဒီနေရာလဲကိုပါခဲ့ရအာဟိုနေရာလဲကိုပါရဒီနေရာလဲကိုပါရဟိုကလဲကိုမပါရင်မပြီးဒီကလဲကိုမပါရင်မပြီးနဲ့ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေတော့မှဖင်မငိမ့်မဲနဲ့ဟိုနဆက်ဆက်သွားလိုက်ရဒီနဆက်ဆက်လုပ်လိုက်ရနဲ့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာတော့အသေးချာပဲဖြစ်ပြီးဒုံနီးမဟုတ်ဒုသူမမဟုတ်ပဲနဲ့မိတ်ဆွေဗုဒ္ဓဘူးရောက်သားသမီးတွေကကန်ဆာတာကောင်းနေဆိုရင်တော့မိတ်ဆွေလူတရာမှာတယောက်လူတစ်ထောင်မှာတယောက်လူတစ်သောင်းမှာတယောက်လူတစ်သိန်းမှာတယောက်သာဖြစ်မယ်ဆိုတာကျွန်တော်ရဲကြီးပြောရတဲ့အတွက်အဲ့ဒီလိုမိတ်ဆွေမျိုးပါရင်လဲဆရာကမှန်းပြီးခဲ့ပါအောင်မိတ်ဆွေတို့ကဗုဒ္ဓဘူးရောက်သားသမီးတွေကကန်ကောင်းမဲ့နှစ်များဖြစ်ခဲ့သလားဆိုတာလဲဆရာကသိချင်ပါရဲ့ ဗရူရဲ့ဥဒါရမီမိတ်ဆွေတွေကဒီ2025ခုနှစ်မှာတော့လုပ်ငန်းကိစ္စအလုပ်တကိစ္စတခုခုမှာရှိတာလေးနဲ့ရောင်ရဲနေတဲ့နှစ်ဖြစ်ခဲ့မှာအသေးစားပဲဖြစ်ပြီးတော့ခုမှမျောလင်းချက်တွေဆုံးဖြတ်ချက်တွေငကူကဘလူကိုမှမမျောလင်းမဲ့ကိုကိုကိုအားကိုးပြီးတော့ရုန်းကန်တာမဲ့နှစ်ကိုကိုကိုဘာကိုမဆိုရှည်တန်းတင်တင်တဲ့နှစ်ဘာကိုမဆိုကိုကိုကိုအဲတူတူတိတ်တိတ်နဲ့လှုပ်လှုပ်ဝဝနဲ့အဲလှုပ်ဆောင်တတ်တဲ့နှစ်ဖြစ်တာကတော့အဖက်တင်ခဲ့တာအသေးစားပဲဖြစ်တယ်ပေါ့သို့သော် ဆရာရဲ့ငွေကြီးနဲ့ပတ်သက်လို့လည်းအခုဒီမမြဲသေးဘူးဆိုတဲ့မိတ်ဆွေများကတော့ဆရာငယ်ရဲ့ငွေမြဲစီရန်ငွေမမြဲသူများ Facebook မှာဖြစ်ပြီးရိုက်ချာကြည့်ကြည့်ပါငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဆရာလွန်ခဲ့တဲ့2021လောက်ကလာဖြစ်ကောင်းဖြစ်လိမ့်မယ်ဗျာနော်အဲငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဗီဒီယိုမီလီယံ7 million လောက်ထိကြည့်မှထင်တယ်ဗျာနော်ကျွန်တော်အင်ဂျီဖြူလေးနဲ့ဆရာပေါက်စာလေးပဲရှိသေးတယ်အင်ဂျီအိတ်ကတ်ထဲမှာတော့ဘောပင်လေးနဲ့အဲ့ဒီရေရီယာလေးလုတ်ပါတကယ်ကိုထူးရှားပါတယ်ဗုဒ္ဓဦးရသမီးတွေငွေမဲစီရန်တော့ရေရီယာလေးပါ အဲဆရာကကြတော့ငွေမြဲစီရန်လို့တိုက်ရရရင်တွေ့မှာမဟုတ်ဆရာငယ်ဆိုပြီးတော့ငွေမမြဲသူများငွေမြဲစီရန်လို့ရိုက်လာမိတ်ဆွေတို့တေးကြတယ် အဲ့ဒီရေတရလေးလောက်ကြည့်ပါကျင်းတီထူးထူးချစ်ချာအပြောင်းလဲလေးနေတူတူသိသိလှုပ်ဆောင်အောင်မယ်ကာလာအပိုင်းရှားလေးငွေကြီးနဲ့ပတ်သက်လို့မမြဲတဲ့သူတွေငွေကြီးနဲ့ပတ်သက်လို့အပေါက်တရားအဖသောင်းဖြစ်နေတဲ့မိတ်ဆွေများကျင်းတီတဲ့မိတ်ဆွေတို့ဒီ2025ခုနှစ်မှာညံခဲ့တဲ့မယ2026မှာကံကောင်းခြင်းတွေပါအောင်2025အတွက်လက်ဆောင်လေးပေးလိုက်ခြင်းဖြစ်တယ်အင်မတန်လဲစွန့်တဲ့အပြင်ကိုဆရာကိုယ်တိုင်တော်မှလှုပ်ထားပါတယ်ဆရာစုံငွေကုန်မများရဲ့ခေါင်းတွေကိုင်နေတတ်တော့အဲ့တော့ငွေမြဲစေရန်အတွက်တော့အဲ့ဒီရေတရလေးလှုပ်ထားတာပေါ့ကောင်းပြီဆိုတော့ ဗိုလ်တခုရဥသားသမီးတွေတော့ဘာမှမပြောခင်မှာမိတ်ဆွေတို့အတွက်အများနဲ့ဆောင်လို့ရတဲ့အဆောင်လေးတစ်ခုကိုဆရာပေးချင်ပါတယ်အဲ့ဒါကတော့ချီချီဝေးမို့ပါခင်ဗျာဆရာတို့တလက်မလောက်ရှိတဲ့ကတ္ထုစာရွက်အပန်းရောင်ကလေးတစ်ခုကိုချာလိုက်ပါချာပြီးတော့ဆရာတို့9000ကျဲကလေးဆွဲလိုက်ပါဘာရောင်နဲ့ဆွဲဆွဲရတယ်9000ကျဲကလေးဆွဲလိုက်ပါအဲ့ဒီ9000ကျဲကလေးကိုပလတ်စတစ်အိတ်လေးနဲ့မီးလေးပိတ်လိုက်ပါ พลาสติกမလောင်ခိုင်းဘူးเนาะพลาสติกအိတ်လေးနဲ့ခတင်းတင်းလေးဆွဲပြီးတော့ကိုကိုတိုင်းလေးမီးလေးပိတ်ပြီးတော့မိမိရပတ်စံအိတ်အတွင်းသို့မဟုတ်အိတ်ကအတွင်းမှာစောင့်ထားပါငွေကြီးဝင်ပါတယ်တကယ်လို့ငွေမဝင်အောင်ပတ်စံအိတ်ကလေးကိုအဲ့ဒီရဲ့ကြဲကလေးကိုငွေဝင်ပါစေဆိုပြီးတော့ပုတ်ပြီးတော့ဗဇက်ကနေနေစဉ်လေးပြောပါကာရာမန်နီယာတို့အဆောင်ရည်ရာတို့ဆိုတာဂမ်မီယာတို့ဆိုတာဟာကိုနဲ့လှုပ်ရင်လှုပ်တယ်လို့စွမ်းနဲ့အရာလေးတွေကိုနဲ့လှုပ်ရင်လှုပ်တယ်လို့အကျိုးပေးရနှစ်ကလေးဖြစ်တာအသေးချာပဲဖြစ်တဲ့တော့မိတ်ဆွေတို့အနေနဲ့ကျင်းသိတယ်ဒီအဲ့ဒီရရရလေးကိုငွေဝင်ပါစေငွေဝင်ပါစေ လက်လက်ထဲငွေမပြတ်ရင်ပဲဖြစ်ဖြစ်သူမဟုတ်ငွေတွေပို့ပြီးတော့အဆင်ပြေစေခြင်းပဲဖြစ်ဖြစ်ငွေဝင်ပါစေငွေဝင်ပါစေဆိုပြီးတော့ ခဏခဏအဲ့ကလေးတွေပုတ်ပုတ်ပြီးတော့ပြောပါဒါဆိုရင်မိတ်ဆွေတို့နဲ့ငွေကြီးတွေဝင်လာပြီးတော့များစွာတိုးတက်ပြီးတော့အထောက်အပံ့ဖြစ်စီမှာအတိအကျပဲဖြစ်ကြောင်းနဲ့ဆရာငွေရဲ့ငွေပွားနှီးဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့9000ကျယ်ကိုအပန်းရောင်ကတူစာရောလင်းတလက်မ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 လေးတွေကိုလုတ်ပြီးတော့မိတ်ဆွေတို့နဲ့အဲ့အလေးလုတ်ပါကျင်းသေးတဲ့ငွေဝင်ပြီးတော့အထောက်အပံ့ဖြစ်စီမှာအတိအကျပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ချင်ပါတယ်ခင်ဗျာကောင်းပြီဆိုတော့ဆက်ပြောလိုက်ရအောင်နော်25ခုနှစ်တည်းမှာဗုဒ္ဓဘုရားကိုတာသမီမိတ်ဆွေတဲ့နေနဲ့ဆရာတို့မကြခင်ဆိုလို့ရှိရင် ဒီဇင်ဘာကိုရောက်တော့မယ်အခုဆိုရင်တော့နိုဝင်ဘာလရောက်ပြီ CRD ဗီဒီယိုရိုက်နေတဲ့အချိန်ဆိုနိုဝင်ဘာလလည်းကြောပြီအဲ့တော့လလည်းကြော်သွားပြီဆိုတော့မိတ်ဆွေတို့အနေနဲ့2020ငါကုနေကိုမကြခင်ကုံတော့မှာဖြစ်တဲ့အတွက်2025မှာတော့မိတ်ဆွေတို့ကံညံ့ခဲ့တဲ့နှစ်ရုံးခံခဲ့ရတဲ့နှစ်ဘာကိုမဆိုဦးနေရလဲကိုပါဒီနေရလဲကိုပါစိတ်တိုင်းမချစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့ရတာကိုဆရာသိတယ် သို့တော့မိတ်ဆွေတို့အနေနဲ့2026မှာကန်ဆာတာတိုးတက်စီရန်တို့အခုကနေရဆရာဘလူရေတရားတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုရင်တော့မိတ်ဆွေတို့ခမရေတံဘူးကလေးတွေလှူတာမျိုးနော်အလုံးလုံးနေတဲ့သူတွေလမ်းလုံးနေတဲ့သူတွေသို့မဟုတ်လို့ရှိရင်အခုအပြောင်းအသွားလာလုံနေတဲ့မိတ်ဆွေများခရီးသွားရင်မဖြစ်ဖြစ်လမ်းကျွတ်ရင်မဖြစ်ဖြစ်ရေသံကလေးဘူးဖြစ်နိုင်ရင်တော့တစ်ခါလှူရင်28ဘူးတတီကိုလှူစေခြင်းနဲ့28ဘူးတတီကိုရေသံဘူးသေးသေးလေးပေါ့နော်တကယ်လို့မှဆရာရဲ့တိကျပို့ပြီးတော့လှူခြင်းတယ်ဆိုရင်လည်းလှူလို့ရပါတယ်သို့မဟုတ်လို့ရှိရင်2025ခုနှစ်ထဲမှာ လမ်းလေးစုံမှာဖြစ်စေသရုတိတာမှာဖြစ်စေသို့မဟုတ်ရင်မိတ်ဆွေတို့လိုအပ်မဲ့နေရာလေးမှာဆရာတို့ဂျီအိုးစီကလေးစောက်ပေးတယ်ကုသိုလ်မျိုးလောက်ပါဒါဆိုရင်ကျင်းသေးတယ်2026မှာမိတ်ဆွေတို့ရဲ့ကံကြမ္မာညံ့မှုတွေတောင်မှာ ကန့်ကျင်မှုအညံ့မှုတွေမပါလာပဲကန်ဆာတာကောင်းမှုတွေကျင်းသည်ရရှိမဲ့ကာလဖြစ်ပြီးတော့အဲဆရာပြောတဲ့ဟိုဆွမ်းနာလူပဲမိတ်ဆွေတို့အနေနဲ့ဟိုအမိတ်ပြန်တန်းရေတရားဆိုတာလေးရှိတယ်မသိရင်ရိုက်ရှာလိုက်တကယ်လို့မဟုတ်ရင်ဆရာလာကုန်ကနေကြရင်ပြန်တင်ပေးမယ်မသိလို့ရှင်လဲအမိတ်ပြန်တန်းရေတရားတို့ပြက်ကရင်ရေတရားလေးလိုက်လှုပ်ကြည့်ဖို့လိုအပ်ကြောင်းနဲ့ဗုဒ္ဓဘုရားဥဒသမီမိတ်ဆွေတွေကတော့ထထဝေးမြန်မာပေးတယ်မှာ900ရာသသမီပဲရှိတဲ့အတွက်တူပဲဆိုတာလေးနဲ့ဗုဒ္ဓဘုရားလည်းရာဟုရာဟုကလည်းဗုဒ္ဓဘုရားပေါ့တိုးတော့ဂျိုတက်အရာကြည့်မယ်ဆိုရင်ဆရာတို့က100နဲ့ရှင်းနေပြအောင်လို့ နှစ်ပေါင်း120တိုင်တိုင်အသက်ရှင်ကြမ်းအောင်လို့တော့ရာဟုဂျိုသက်12နှစ်ဂျိုသက်28လုံးကိုကြည့်ရင်တော့တမျိုးပေါ့သို့တော့ဂျိုကြီး28လုံးကိုကြည့်ရင်တော့တမျိုးပေါ့ထားလိုက်တော့ဗုဒ္ဓဖူးကလည်းရာဟုရာဟုကလည်းဗုဒ္ဓဖူးပဲဖြစ်တဲ့အတွက်ဆရာကျွန်တော်ကဗုဒ္ဓဖူးနှစ်ပဲနေတော့ဗုဒ္ဓဖူးပဲလုပ်ပါအဲ့ဒီရေဒီယာလေးသူဆရာလိုက်လို့ပါဒါလေးကိုလိုက်လို့ဖို့လိုအပ်ကြောင်းနဲ့အားလုံးတူတူပဲလိုက်လို့ကြောင်းနဲ့မိတ်ဆွေတို့2026မှာကန်စတာတက်စီဖို့နောက်26မှာကန်စတာကောင်းတာတွေကိုတိုးတင်ရရှိအောင်လို့ဘာတွေလှုပ်ထားတင်တယ်လဲဆိုတော့မိတ်ဆွေတို့အနေနဲ့2026 6ခုနှစ်မှာကန်စတာကောင်းစီဖို့အတွက်2025ခုနှစ်ကစပြီးတော့ဒီဇင်ဘာနိုဝင်ဘာဒီဆရာဗီဒီယိုတင်လိုက်တဲ့စဉ်ဒီဇင်ဘာလောက်ကိုမိတ်ဆွေတို့ကောင်းကောင်းမြင်လိမ့်မယ်ဒီဇင်ဘာလောက်မှာရေတံမှု28ဘူးလှူတာမျိုးသို့မဟုတ်ရေအိုးစင်ကလေးလှူတာမျိုးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်လာပါလိမ့်မယ်ဒါကမှဆရာကြီးကျွန်တော်တို့ကတော့ဆက်ပြီးတော့ညှိလိုက်တဲ့ဆရာရာဘုတ်တူရအောင်ဒါသမီးမိတ်ဆွေတို့ဒီ2020ချက်ခုနှစ်ဟာကျွန်တော်တို့ကကံညှက်ခဲ့တဲ့ဆရာကြီးဒီချက်ပိုကံကောင်းအောင်ဘာတွေလုပ်တင်လဲဆိုရင်တော့ဆရာတို့ မိမိရဲ့တက်စိတ်ကလေးကိုတက်စိတ်ပေါ့နော်ကိုယ့်တက်က30ဆိုရင်ဝါအချောင်း30သူမဟုတ်ရင်အဲ့နဲ့စတိဟိုဆရာတို့အကူပြောင်းလေးလဲကောင်းအောင်အဆိုးတွေကနေအညံ့တွေရရှိသွားအောင်လို့အညံ့အဆိုးတွေကနေပြီးတော့အညံ့တွေကိုပြောက်ပြီးတော့အကောက်နေဘက်ကိုကူးပြောင်းသွားအောင်လို့ဒီဇင်ဘာလောက်သူမဟုတ်ရင်ဆရာတို့ဇန်နဝါရီလလောက်2026ဇန်နဝါရီလောက်လောက်မှာဝါသဒါလေးလှူစေချင်ပါတယ် ်တက်စိတ်ကလေးလူဝင်တော့ပိုကောင်းတယ်တကယ်လို့မှဝါသရားကိုတက်စိတ်မရှိဘူးဆရာကြီးဆိုရင်တော့အနည်းဆုံးကိုလုံးတိတိလူပေးဖို့လိုအပ်တယ်ကိုလုံးတိတိလူပေးဖို့လိုအပ်တယ်တဖြစ်နိုင်တော့တက်စိတ်ကလေးပေါ့ဝါသရားလေးနဲ့စရိကလေးအစိုးကနေအညံ့ကိုရောက်ချစ်သွားအောင်ဥပမာဗျာကြီးကြီးပြောရင်မြတ်စွာဘုရားရှင်ဟာဒီမင်္ဂလာမြတ်စွာဘုရားနာမှာသူ့မိသားစုတဲ့အလောင်းလာဘဝတုန်းကကြောကလေးခင်းပြီးလှူခဲ့တဲ့ကုသိုလ်ကြောင့် ဒီရဲ့ဆရာတို့ဗရကဘာမှာဂေါရမရဲ့လို့ပွင့်တာပေါ့တို့တော့ထားပါလေဒါကတော့ဆရာတို့ဘာသာရေးစံတဲ့အတွက်မပြောတော့ဘူးဘယ်ဘာသာမဆိုလုံးလို့ရတယ်ဆရာပြောတဲ့အကူပြောင်းလေးကောင်းအောင်လို့ပြုလုပ်ပေးလိုက်ပါဒါဆိုရင်မိတ်ဆွေပုတ်တပူရအောင်သာသမီတွေကကန်ဆာတာညှက်မှုတွေကနေကန်ဆာတာကောင်းမှုတွေကိုရရှိလာမှာအသေးစားပဲဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့2025ကိုခွာချပြီးမေးလိုက်တော့ငါဟာ2026မှာကောင်းပြီဆိုတဲ့စိတ်ကလေးမန်ကလေးတွင်းပြီးတော့ဟေ့နောက်တော့26မှာတော့ငါခေါင်းမိဆိုတဲ့စိတ်ကလေးနဲ့ပဲဖြတ်တန်းလိုက်ရင်မိတ်ဆွေတို့အတွက်စိတ်ချမ်းသာစရာ အားတက်စရာတိုးတက်နိုင်စရာတွေအများကြီးရရှိမယ်လို့ဆရာကပြောလိုပါတယ်ကဲဒါဆိုရင်တော့ဗုဒ္ဓဘုရားဥဒ္ဒသမိတ်ဆွေတို့စိတ်တက်မကြနဲ့ရာဟုဒ္ဒသမိတ်ဆွေရောဗုဒ္ဓဘုရားဥဒ္ဒသမိတ်ဆွေရောဆရာ2026မှာဆရာငယ်နဲ့တူတူကံကောင်းခြင်းနေနဲ့ဆရာစောင့်နေမယ်အားလုံးပဲလှမ်းလာခဲ့ဖို့မျှော်လင့်ကြောင်းနဲ့ကဲဗုဒ္ဓဘုရားဥဒ္ဒသမိတ်တွေပြီးတော့အခါပေးရမှာတော့ကြာစာပရိယောက်ပြီးကြာစာပရိဒ္ဒသမိတ်တွေပါဆရာကိုမှတ်ပေးပါဦး